ချက်ဆုံးနေပြောရမှာတန်းကဟိမရတော့ဥပြောရတယ်အဲ့ဒါစိတ်တန်ဥတော်ဟိုတည်ရမှာပဲလေဒါဒါနိရမှာပဲဟိုအဲ့တော့အဲ့ဒီချိန်မှာသူဥရှိတဲ့ချိန်မှာအဲ့တော့ကြားထားတော့ပဲဖြစ်လို့ကျင်တာအဲ့ချိန်မှာဥတော်ကရှိတဲ့ချိန်ဥတော်ကိုသိတဲ့စရာရှိတဲ့ခါကျတော့ဥတော်လိုအပ်တာနေကိုရင်ပတ်မှုလေးရတယ်ဥတော်တို့သားဘက်ကပဲဟိုဒါတွေကဟိုမြတ်မတရီထုံနေစင်တာကတို့သားဘက်ကပဲဒါတွေအကုန်လုံး စီစဉ်ကြတယ်အများအပြစ်ပေါ့နော်အဲဥတို့ပဲစီစဉ်ပါတယ်အဲဒီနေ့ပုံစံတော့လေဟိုတင်းပေါ့အဓိကကတော့ဆိုပြည့်လိုချင်တဲ့တိဆောနော်ဒီ forest တော့တဲ့ကိုဝင်သွားတဲ့ပုံစံသူလိုချင်တယ်ပေါ့အဲ့မျိုးဖန်တီးပြီးတော့အတောအုပ်ထဲမှာခုနပန်းပင်နေနဲ့ဟောတဲ့စိင်းစုနဲ့အမျိုးလှပဖြစ်အောင်ဖန်တီးထားတော့မြန်မာ3ထုံးနှန်းစင်လာမှာဒါဥလိုမိပါတယ်လက်ကလည်းဒီတိုင်းပဲဥလိုလက်လည်းဒီတိုင်းပဲ ဟိုတလင်တမြဆိုင်ပဲသွားကြရတယ်။ဒါကဟိုယွမိကြလို့ခေါ်တော့ယွမိကြတရသက်မှအမျိုးဟိုပေါင်းပဲအောင်။အဲ့ဒါတော့ပေါင်းမယ်။ဟိုဟိုဖြစ်တင်ဖြစ်ထိုက်တဲ့လူကြားဆိုလို့ရှိရင်တို့သားဆိုလည်းလူကြားကောင်းတောင်းရဲ့ဒါပြောလို့ဆိုတဲ့စကားပဲ။အဲ့ဒါကတော့သူမျိုးဆိုလို့ရှိရင်အဲ့ဒါမိမမြတ်မိမကောင်းတောင်းရဲ့ပြောဆိုတဲ့ဂရိတ္တစကားလို့ပဲ။ဒါဥကတော့ဟိုဟိုနေဟိုယူဆယူသုံးယုံကြည်တယ်လေ။ ဒီပုံကလည်းဟိုပတ်ဖို့မယ်သူ့ဟိုလေးစားတော့ဟိုသူအရင်ပြောခဏပြောနေလေသူ့အဖေနဲ့အမေနဲ့ကလည်းသူ့အမေဘက်ကလည်းအဲသူ့ဖေကဟိုရည်စားဖို့ချစ်ဖို့အဖေဘက်ကလည်းအမေချစ်ဖို့ဒါအဲ့လိုမျိုးသူညားကြတော့ဗောနော်ဆိုအဲ့လိုမျိုးသူသူကလည်းသူ့ဘဝမှာသူပြောခဲ့တာရှိတယ်လေသူ့ဘဝကသူပြောခဲ့တာဟာလာသူဂျူမဲရုပ်ရှားနဲ့သူ ချစ်တဲ့လူနဲ့တောက်တဲ့ဖြစ်ရမယ်ဆိုတာမျိုးအဲ့ဒီရှင်တော့ကသူမျိုးမီဒီယာမှာဖြစ်တာလက်တွေ့ခဲ့ဘူးတယ်လေ ိုအခုအနေထားမျိုးသူပြောတယ်ဆိုတာဒီကဒါဒါခုနပြောတဲ့မိမကောင်မိမမျက်လေးရဲ့ဒါပြောဆိုတဲ့တော့တစ္ဆာစကားလိုပဲသူသူတော့ယုံကြည်ပါနဲ့စိတ်ချမ်းသာပျော်ရွှင်အောင်လေတတ်နိုင်သလောက်စူးစမ်းပြီးတော့ဖြည့်ဆည်းပါပါသူချစ်ချစ်ကြတယ်ဗောဒီကဟိုဖီဒီကလည်းတာသမီးချစ်တာပဲမိခင်ကလည်းတာသမီးချစ်တာပဲချစ်ကြတယ်ဒါပေမဲ့ဟိုဟိုဖီဒီကြတော့နည်းနည်း ဟိုသူ့ဦးတင်ဦးကျောင်းဆိုသဘောတရားကနင်းစိတ်ပူခံတဲ့သဘောရှိတယ်။မင်းကလေးကျတော့သူ့သဘောတဘောကအဲအမျိုးတော့ရှိတယ်ပေါ့နော်။နည်းနည်းဝန်းနဲ့တက်တဲ့သဘောရှိတယ်။နော်ဦးတန်းကေကိုအိမ်မရောက်အများကြီးဥတည်တယ်။တည်ဥတည်ဆိုတော့ဒီတက်ရွယ်အတိကိုမိဘနဲ့တူတူနေပြီးခဲ့လို့နှမျိုးနေပြီးခဲ့မိဘနဲ့တူတူအလုတ်ကင်နေဟာလာကုနာပြပေါင်းဆိုပေါ့နော်။ဒူဒူပေါင်ပဲလုတ်ခဲ့တဲ့အတွက်ကြောင့်အကြီးအများကြီးတယ်လို့ပဲပြောနေပါတယ်။ဘာလို့အချိန်တန်းရင်အဲ့ဒါအင်တော်ပြတဲ့ချိန်တော့တကယ်တက်ရွယ်တော့ပြောရင် နည်းနည်းတော့ကျော်သွားတယ်ပေါ့နော်ကျော်ကျော်သွားတဲ့သဘောပဲရှိတယ်ဆိုတော့အဲ့လောက်ကြီးကိုနေပြီးခဲ့တာဘူးပဲဒါဥပ္ပုနေနဲ့ကျေးဇူးအများကြီးတင်လို့ပြောချင်ပါတယ်ဒီမှာဟိုဒီမှာသူပြေလို့မမေပြောတာလည်းဖတ်ရေးတဲ့စာလည်းဖတ်ဖတ်ဖတ်ရတယ်ရန်ကောင်းတယ်ဘာကောဆိုတော့တမီးကတောင်ဆိုတော့မဟုတ်ဘူးတဲ့တောင်ဒီတန်မာပြီးတော့မှကိုဘကိုရက်တည်နိုင်တယ်ထင်လို့ဒါကုနာဟိုဟိုသူ့ရှင်ဝင်နဲ့ထွက်ပြလိုက်တယ်လို့သာဖတ်ရတယ်အဲ့တော့ပြောရင်ကဟိုသူ့ချီတော့မှသူရက်တည်နိုင်တဲ့စွမ်းရည်ရှိကြတဲ့ အဲ့ဒါကကနသူတို့သားတဲ့သူကြီးဖြစ်နေကြတယ်ဆိုတဲ့ပုံမှာကကနဟိုရုတ်တရက်တော့ဟိုမိဘနေမိဘဆိုတော့အမိခင်နေတော့ဖြစ်တတ်ပါတယ်တန်းငယ်ဟိမ့်မရတော့ဦးပြောတယ်နေအဲ့ဒါစိတ်တန်ဥတော်ဟိုတည်ရမှာပဲနေဒါဒါတည်ရမှာပဲအဲ့တော့အဲ့ဒီချိန်မှာသူတို့ဥတို့ရှိတဲ့ချိန်မှာအဲ့တော့ကြားထားတော့ပဲဖြစ်လို့ကျင်တာအဲ့ချိန်မှာဥတို့ကရှိတဲ့ချိန်ဥတို့ကိုသိသိစားရှိတဲ့ခါကျတော့ဥတို့လိုအပ်တယ်ကိုရင်ပတ်မှုလို့ရတယ်အဲ့ဥတို့ချိန်နဲ့တကူမှာဥတို့ကိုတည်ပါပဲနေ အချိန်မှဆိုရင်ဥရောပဘာမှလုပ်ပြနေမှာမဟုတ်ဘူး။ဒါမိဘမြင့်တယ်ပေါ့။ဒါပေမဲ့ဥရောကတရားသဘောကရှင်ရှင်ပဲဆိုရင်လည်းဟုတ်လား။ဘယ်ရမမြင်ဘူးလေ။ကိုတော်မမြင်ကိုကကိုမြင်ရခဲ့စားရင်နော်မမြင်တဲ့ဟာကြီးဆိုတော့ကြောက်စိုးမရဘူးလေ။ဒီ propose ရဲ့ဘွယ်ကတော့ဒါသူတို့လူငယ်တွေလောက်ကြတာ။ဒါဥရောကအမှစိစက်လန်းကြောင်းတယ်။ဟိုမင်္ဂလာမိုးနဲ့လက်မှတ်ပြီးထိုးတယ်။နော်မင်္ဂလာဆုံးကျေးတယ်။ရပင်းကနဟိုဟိုဒီဆူလိုက်ပတ်တယ်ပြီးတင်တာပေါ့ပွဲနဲ့အကုန်လုံးတပွဲအပွဲတိုင်းက ဟိုလစ်လောက်လစ်ဟာမှုနဲတယ်ပေါ့နော်ဟိုမရှိဘူးဆိုတော့နဲတယ်ပေါ့ဟိုချိန်ရတာအကုန်လုံး အစဉ်ပြေပြေနဲ့အဲစိတ်ချမ်းသာကိုယ်ချမ်းသာဟိုချိန်တယ်လို့ပြောခြင်းပါလားခုတော့တို့သားဘက်ကပဲဟိုဒါတွေကဟိုမြန်မာတရီထုံနေစင်တာကတို့သားဘက်ကပဲဒါတွေအကုန်လုံးစီစဉ်ကြတယ်အများအပြစ်ပေါ့နော်အဲဥတို့ပဲစီစဉ်ပါလား အလကွနဲ့ဟိုလူကြီးတွေပြောတဲ့စကားတိုင်းပဲတရားကြောက်တိတ်တဆီနဲ့အလပိုပိုရောမှဂျာလာလေးပိုချစ်လာလေးဂျာလာလေးပိုချစ်လာပြီးတော့မှတိတ်ဆီနဲ့ကွနရုံးကြပေါင်းပြီးတော့မှအလကွနဟိုတားလေးတမိထုံကားပြီးမှအလကွနဟိုစီပင်ဖုန်းတို့တက်တဲ့အမိသားစုကြီးအဖြစ်နဲ့ပြင်ချင်ပါတယ်လို့ပဲပြောချင်ပါတယ်